ရှင်မမိကုမိရှောက်ခွင့်ပြုပါရှင်မဟောပါဘောအရုံမတက်ခင်ပေါ့နော်စွန်းလောင်းတဲ့ကိစ္စမှာဆိုလို့ရှင်ဟောလူတွေကလည်းပဲဘယ်လိုကုန်မလဲဘုံကြီးတွေကြွားလို့လောင်းနေပေါ့နော်ဟောနောက်ပြီးတော့လည်းဒီအရုံတက်ချိန်အမိလေးလောင်းရတာဖြစ်တဲ့အတွက်အရုံအစောပိုင်းမှာသူကစွန်းခံကြွားရယ်ပေါ့ရှင်မစွန်းခံကြွားရယ်ဆိုတော့အဲ့ဒါအဆက်ပါသလားရှင် ဒါအချိန်လင်းချိန်လည်းပြောနေကြပါတော့။ခန္ဓာကတစ်ပိုင်းစားတာကတစ်ပိုင်းနှစ်ပိုင်းခွဲရတယ်။အာရုံမတက်သေးဘဲနဲ့ဆုံးကိုခံလိုက်တယ်နော်။အဲ့တော့ဆုံးခံတော့ဘာဖြစ်စီလဲဆိုတော့ခံရတဲ့တော့ပြစ်မရှိသေးဘူး။အဲ့တော့စားတာကဘယ်ချိန်မှစားမှာလဲပေါ့နော်။အကြီးအာရုံမတက်သေးဘဲနဲ့စားတယ်ဆိုရင်ဝိကလဘောဇနာတီလာပြတ်မယ်။အာရုံတက်ပြီးခါမှစားရင်ကဘာဖြစ်စီလဲလို့မေးရင်သူကအာရုံမတက်ခင်အကက်ခံရတာဆိုတော့မနေ့ကအကက်ခံတာဖြစ်သွားတယ်။အရုံရဲ့ဒီဘက်ချမ်းဒီမနေကအရုံရဲ့ဒီဘက်ချမ်းဒီဒီနေ့ တော့နေ့တစ်နေ့ကိုအဲ့လိုခွဲတာလေနော်ဥပမာ6နာရီမှာအရုံတက်တယ်ဆိုရင်9နာရီနဲ့59မိနစ်ကမနေ့ကအရာနော်6နာရီရောဒီဘက်ချမ်းဒီဒီနေ့ပဲအဲ့တော့9နာရီလောက်မှအလူခံခဲ့တဲ့ဆုံးကို6နာရီကျော်မှစားတယ်ဆိုရင်မနေ့ကအကက်ခံထားတဲ့ဆုံးကိုဒီနေ့စားတာဖြစ်တဲ့ကြောင်းတန်နိတိပါစိတ်အာဘက်တင်တယ်လို့ခေါ်တယ်အဲ့တော့အရုံမတက်ခင်ဘလို့မှလောင်းကုန်မလောင်းတင်တာအစိုးရနားမလဲတော့လေဟာတန်ဃာတော်တွေကအရုံမတက်ခင်မစားပါဘူးကြောင်းရွတ်တဲ့ခါမိုးလင်းနေပါပြီလို့ပြောကြတယ်ကြောင်းရွတ်တဲ့ခါစားတာပါဆိုတော့သူကစားတာပဲမြင်တာလေအကက်ခဏမမြင်ဘူးလေ ဲ့တော့အကက်ခံရင်လည်းအဘက်တင်တာကိုသိရမှာအဲ့တော့မိုးမလင်းသေးခင်စရင်လည်းအဘက်တင်တယ်အကက်ခံရင်လည်းသူကအဘက်ကမလွတ်နိုင်ဘူးအဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်မိုးမလင်းသေးပဲနဲ့တော့ဆုံးမလောင်းတင်ဘူးပေါ့နော်လူတွေကတော့ဘုံကြီးတီလာပြတ်ပါစေဆိုတဲ့စိတ်မပိုင်းတော့အကုသိုလ်တော့မဖြစ်ပါအောင်တီလာပြတ်အောင်သိရင်တော့စိတ်ကရှင်းဖို့တော့ခက်တဲ့ကိစ္စပါနော်အဲသိရင်တော့မလုံသိမ့်ဘူးလို့ထင်တာပါပဲနော်မိကုံမိရှောက်ခွင့်ပြုပါရှင်ဗျာယဟန်တော်တွေဒီလေရင်နဲ့ခီးသွားတဲ့အခါမှာပေါ့ လေရင်စီးနေရင်နဲ့17နာရီစီးတယ်ဆိုရင်သူ17နာရီဖြစ်သွားတယ်ဆိုပါဆိုဟိုဘက်နိုင်ငံရောက်တဲ့အခါမှာနိုင်ငံမှာနိုင်ရီတွေမတူတဲ့အတွက်ဟို17နာရီလောက်ပဲရှိသေးတယ်ဆိုရင်ရဟန်းတစ်ပါးကလေရင်ပေါ်မှာတော့သူကမွန်းလွဲသွားပြီပေါ့ဗျာဟိုဘက်နိုင်ငံမှာ17နာရီပဲရှိတယ်ဆိုရင်အဲဆုံးဖုံးသုံးခွင့်ရှိပါသလားဗျာအော်ရှိတယ်ရှိတယ်သူကသူ့နိုင်ငံဆန်တော်ရှင်နဲ့ပဲသတ်မှတ်တာနော်သူကရောက်တဲ့နိုင်ငံရဲ့ဆန်တော်ရှင်နဲ့သတ်မှတ်တယ်မဒီနိုင်ငံမှာကအရုံတက်သွားပြီမဲ့ဟိုဘက်နိုင်ငံမှာတော့မတက်သေးဘူးဆိုအဲ့မှာစားလို့ရသေးတယ်။ sorry ဟိုဘက်နိုင်ငံမှာမမလွယ်သေးဘူးဆိုရင်စားလို့ရသေးတယ်။ ဒါဥစဉ်တို့မန္လယ်ဆရာတော်ကြီးရဲ့ဒီအမေးဖြေထဲမှာအဲ့ဒါပါတယ်လေတောင်ကျွန်းနဲ့မြောင်ကျွန်းကိစ္စမှာဆရာကြီးရှင်းထားတာလေနော်ဟိုတောင်ကျွန်းမှာဆုံးခံတယ်တောင်ကျွန်းမှာအရုံကိုမိုးလင်းသွားမိုးလဲသွားပြီဒါပေမဲ့အဲ့ဒီဆုံးကိုမြောင်ကျွန်းကိုတည်သွားတဲ့အခါမြောင်ကျွန်းမှာမိုးအရုံမတက်သေးအရုံတက်ပြီးခါစားပေါ့နော်ဟိုမိုးမလွယ်သေးဘူးပေါ့အဲ့လိုစားလို့ရမရဆိုတော့ရတယ်ပေါ့နော်ဒါရှင်းပြထားတာရှိတယ်အဲ့ဒါသူ့နိုင်ငံရဲ့ဒေတာရဲ့စိုင်းတော်ရှင်ကအဓိကပဲပေါ့နော်ရှင်ပြမေကောမေရှောက်ခွင့်ပြုပါဗျာဆက်ဆက်မေကောပါဗျာအာ ဆုံးဖုံးရင်နဲ့တပြည့်တော်ငငယ်တော့ဆိုရင်ကြောက်ပူပါတယ်ဗျာဆုံးဖုံးရင်နဲ့ဆက်စားရင်ကြက်မတော်စာလောက်ထိတော့ခွင့်ပြုပါတယ်ဆိုတော့ဟိုဟိုပြောပြောတာတွေကြောက်ပူပါတယ်ဗျာနောက်တစ်ခုကဒီမဟိုဒူတင်ဒူတင်ဆောင်ဒူတင်73ဘောင်းကိုရှင်းထားတဲ့ဆောက်တုံးမဖတ်လိုက်ရတာတော့အရိယာပုံမပြတ်မချင်း ပြည့်စုံအောင်တုံးလို့ရပါတယ်လို့ဖတ်လိုက်ရပါတယ်ဗျာအဲ့ဒါကြတော့ဘလို့ဆုံးဆုပ်ပြတ်ပါလဲဗျာနှစ်ခုလုံးကတော့အာတမဝါဒပဲလीနော်အာတမဝါဒဘာလို့အာတမဝါဒတော့ရဲရဲပြောရတယ်လဲဆိုတော့ဒုတိယသံဃာယနာတင်တဲ့ခါမှာဒါအာတမဝါဒဖြစ်တရားဝင်ကြီးညာထားပြီးပြီလीအ နော်ဒါကြောင့်ကျွန်တော်အတ္တမဝါဒတရားပြောတာပါဝါဒကွဲမဟုတ်ဘူးနော်ဒါကတချို့ဝါဒကွဲတာတွေရှိတယ်ဝါဒကွဲတာကိုအတ္တမဝါဒလို့မခေါ်ပါဘူးဒါထေရဝါဒထဲမှာကဝါဒကွဲတယ်အများကြီးရှိတယ်ဒါကဝါဒကွဲလို့ပြောစရာကအကြောင်းမရှိတာဘာလို့တန်ခါနာထဲတန်ခါဒုတိယတန်ခါနာတင်လုံးကဒါကိုအတ္တမဝါဒပြတရားဝင်ကျင်ကြခဲ့ပြီးပြီဝေဒာလီပြီကယဟန်နေလေမြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်မှာနှစ်ပေါင်း200လောက်မှာဝေဒာလီကယဟန်တော်တွေကအတ္တမဝါဒ10ခုထုတ်ပြန်တယ်လေအဲ့ထက်မှာဟိုနေမွန်းလွဲသွားလို့ရှိရင်လက်နှစ်တိပေါ့သူတို့ခက်ကတော့နိုင်မရှိတော့ နော်ဒီနေနာီလို့ခေါ်တာပေါ့မိုးလွန်သွားပြီမဲ့နောက်တဲ့လက်နှစ်တစ်လောက်အထိကိုစားလို့ရသေးတယ်ပေါ့ဟောဒီနေ့ခေတ်နိုင်နေပြောမယ်ဆိုရင်မိုးလွန်သွားပြီမဲ့7နာရီ7မိနစ်လို့7နာရီ15မိနစ်ထိစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ဟောတာပေါ့နော်အဲ့တော့အဲ့ဒါကိုဒုတိယသင်္ကန်းနာတင်တဲ့မထေရ်မြတ်ကြီးတွေကဒါဟာဓမ္မလားအတ္တမလားလို့မေးတဲ့ခါကျတော့ဒါအတ္တမဝါဒဖြစ်တယ်ဝိကလာဘောဇနာသီလပြတ်ပါတယ်ဆိုပြီးတော့ဒါဝိကလာဘောဇနာသီလကိုထောက်ပြီးတော့ဒီ7နာရီဒီခေတ်ဆို7နာရီကျော်ပေါ့နော် နေမွန်းလွှဲတဲ့အချိန်မှာတက်တသိနှစ်သိတည်းဆိုတာဒါဝိကလာဘောဇနာတိလာဖြစ်ပြတ်တယ်ဆိုပြီးတော့အတ္တမဝါဒအဖြစ်ဒုတိယတန်ခိုင်းနာမှာတရားဝင်ချင်းထားပြီးပြီ။ဒါကြောင့်ခုနကကြက်တဝိုးစာတို့7မိနစ်15မိနစ်တို့ဆိုတာတို့တော့တထိုင်တည်းတက်တဲ့လောက်စားဆိုတာမျိုးတို့ဒါတွေအားလုံးဟာဝိကလာဘောဇနာတိလာကိုပြတ်စေတဲ့အတွက်ကြောင့်အတ္တမဝါဒလို့မှတ်ရမှာဖြစ်ပါတယ်နော်။မေကုန်းမေရှာခွင့်ပြုတော်မူပါဖေ Facebook Live မှာမေကုန်းဖြစ်ပါတယ်ဖေ။နေလွဲချိန်မှာအချိုးရည်တွေဖြစ်တဲ့ရှက်တွေ ပြီး M150 တွေကိုကာကိုလာတွေတန်ဘူးအချို့ကြီးတွေတောက်တုံးလို့ရပါသလားဖေဟာလို့မေးထားပါတယ်ခင်ဗျာအဲ့ဒါကနော်ဒီ check လို့ခုနကနော်ကြွဲရိုင်းတို့ဆိုတာကတကြားကြီးပဲယူနော်တကြားကြီးနော်ကမီကယ်တွေကဖိန်းဓာတ်တွေပေါ့နော်ရောစက်ထားတာပေါ့ဆိုတော့ဒါကြောင့်တချို့တချို့ဆရာတော်တော်များများကတော့တောက်ကြတာများပါတယ်ဒါတကြားဖြော်ကြီးပဲဆိုပြီးတောက်ကြတာများတယ်လीအဲ့တော့ဟိုအသီးအဖက်တွေလည်းမပါဘူးပေါ့နော် တကြားဖြော်ရည်ဖြစ်တဲ့တကြောင်တာ asset တွေဆိုပြီးတော့တော်တော်များများတောက်ကြပါတယ်အဲ့တော့ဟိုတနေ့ရမှာဥစဉ်တပါလန့်မိတယ်ကိုကာကိုလာမှလာမသိဟို carbon hydrate ဆိုတာပါတယ်နော်အဲ carbon hydrate ကဘယ်ကလောက်တာလဲဆိုတော့ဥစဉ်နဲ့လိုက်ရှာကြည့်လေ့လာကြည့်တယ်အမျိုးမျိုးတော့ရှိတယ် carbon hydrate ကလေအမျိုးမျိုးတော့ရှိတယ်အဲ့တော့ carbon hydrate ကဥစဉ်လို့ဟိုဆန်စပါးတွေဂျုံတွေကလောက်တာမျိုးဆိုရင်တော့အဲ့ဒါမအပ်ဆက်နိုင်ဘူးဟုတ်တော့စပါးဖြော်ရင်မအပ်ဘူးလို့ဆိုတာကို နော်စဘာဖြော်ရင်မအပ်ဘူးလို့ပြောတဲ့ကြောင်ဒီကာဗွန်ဒိုင်ဟိုက်ဒရိတ်ဒီဂျုံတို့ဆန်စဘာတို့ကလုတ်ပါတယ်ဆိုရင်အဲ့ဒါမအပ်စနိုင်ဘူးတခြားအသီးအရွက်တွေကလုတ်တယ်ဆိုရင်တော့အပ်ဆက်တယ်နော်အဲ့တော့ကျွန်တော်တို့သတိထားစီရပေါ့နော်ပါဝင်ပစ္စည်းတွေကိုပဲကြည့်ရတာအဲ့ကြောင့်ဖြော်ရင်ဒီဒီဖြော်ရင်ဒီအဲ့လားမအပ်လားဆိုတာကပါဝင်ပစ္စည်းကိုအရင်ကြည့်ရတာဒီပါဝင်ပစ္စည်းဒီဖျားခွင့်ပြုထားတဲ့ပစ္စည်းလားမဟုတ်လားမဟုတ်လားဆိုတာကိုစစ်ရတာပဲအဲ့တော့ခစ်ပစ္စည်းတွေအကြောင်းနဲ့နားလည်မှဖြစ်မှာဒါကလေနော်ဝင်နည်းတစ်ခုတည်းနဲ့မပြီးဘူးခစ်ပစ္စည်းအကြောင်းတွေလည်းသိထားမှာ အဲ့ဒါ governor hydrate အကြောင်းကကနနနားလည်မှာဒီဖြော်ရေးအမှတ်ကိုကျွန်တော်ဆုံးဖြတ်လို့ရမှာအကြောင်းစံစဘာကထုတ်လုပ်တဲ့ governor hydrate ဖြစ်ခဲ့မှာဆိုရင်စဘာဖြော်ရေးပုံစံဖြစ်သွားနိုင်တဲ့အကြောင်းမအဆက်နိုင်ဘူးလို့ပြောလို့ရတယ်နော်အတိရွက်ကလုတ်တဲ့ governor hydrate ဆိုရင်တော့ဒါအဖြော်ရေးတစ်မျိုးဖြစ်တဲ့အကြောင်းအဆက်တယ်လို့ပြောရတာပါနော်အရှင်ဖေဟာမေးလျှောက်ခွင့်ပြုပါဖေဟာဟိုတပြည့်တော်အတိထားတာလေဟိုရေနွေးအဖြူသေးဆိုရင်တောက်လို့ရတယ်ပေါ့နော်လက်ဖက်ချောက်ခန့်တောက်လို့မရဘူးဥပုပ်နေမွန်းလဲသွားရင်ဟုတ်ပါသလားဖေဟာ ဟုတ်ပါတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကိုစားစရာတစ်ခုအနေနဲ့သတ်မှတ်ထားတာလေစားစရာအရွက်တစ်မျိုးပေါ့နော်ဒါကြောင့်စားစရာအရွက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုရေ နွေးနဲ့လှုပ်လိုက်လေဆိုရင်ဟင်းရွက်ပြုတ်သလိုဖြစ်သွားတယ်တင်ပါဗျာအဲ့တော့ဟင်းရွက်ပြုတ်ရင်မအပ်ဆက်ဘူးဆိုတဲ့ဘုရားဝင်နေရှိတယ်တင်ပါဗျာနော်အဲကြောင့်ဒီလက်ဖက်ရွက်ကိုရင်းနှီးနဲ့ပြုတ်လိုက်လို့ရှင်ဒါဟင်းရွက်ပြုတ်ရင်ဖြစ်သွားတယ်ဒါကြောင့်ယဟန်တော်ဖြစ်ဖြစ်ကိုရင်ဖြစ်ဖြစ်ဥပုပ်တည်ဥပုပ်တည်တွေဖြစ်ဖြစ်မတောက်ကောင်းမှုဝိကလာပေါ်စနာတီလာပြတ်တယ်ရှင်နွေးနွေးတော့တောက်လို့ရပါတယ်အဖြူတက်တက်ကရတယ်တင်ပါဗျာဘာမှမထက်ထားတဲ့အဖြူကရတယ်ဟိုနောက်တစ်ခုမေလျှောက်ခွင့်ပြုပါဗျာအရှင်ဘုရားရဲ့အဲဒီဝင်းနှီးပထမဆုံးဆင်းနွေးပွဲမှာတွေ့တော့တပည့်တော်ကအုံရင်အရန်ကြိုက်တာဗျာ ဥပုပ်ဆောင်ရင်အုံးရည်ပဲတောက်တာဖေရအဲ့ဖတ်ပြီးရတပီတော့အုံးရည်လုံးဝမတောက်တော့ပါဘူးဟုတ်ပါသလားဖေရအေးလေအုံးရည်ကမနှစ်ပိုင်းပဲတောက်လို့ရတာအဲတပီတော့အစမွန်းလဲဆိုဖိုက်ဟိုနှစ်ကင်းပိုင်းတောက်တာနောက်တစ်ခုကလေဖေရဟိုပါလေအမ်ပါခေါ်လေဟိုလေးအဖတ်နဲ့တောက်တာပါလေမျိုးတောက်တာဒီမကောင်းရင်တောက်ပါပါလေဒီမကောင်းရင်တောက်တာအန်ရှူဝါမဟုတ်ဖေရနောက်ငှက်တိုက်ငှက်တိုက်ဖေရတောက်လို့ရတယ်ဆိုဖေရ အဲ့ငါတိုင်းကလည်းအမျိုးမျိုးရှိတာပေါ့တော့ငါကြီးအံဖတ်လို့ဆရာတော်ဖုရားဟိုမိတ်ထားတာတခါငါကြီးအံဖတ်မဟုတ်ဘူးလေငါအေးပေါ့ဟိုငါအံဖတ်အံဖတ်ပေါ့အဲ့တင်မှာတတွေးပုံစံမျိုးဆိုရင်ဦးတင်ပြောတာလေတော်တွေးဆိုတာကဆေးထဲမှာပါတယ်လို့ဆိုတာကိုခြားတာလေတတွေးတို့ရွှေးတို့ပေါ့နော်အဲ့ဒီရွှေးတို့တတွေးတို့တလိတ်တို့ဆိုတာကသူကဆေးတဲ့သူကရာဝစီပီကဆေးထဲမှာပါတယ်အဲ့တော့ငါရဲ့ဒီအံဖတ်တီဟိုအံဖတ်ဆိုတာတတွေးပုံစံဖြစ်ခိုင်းပြောတာနော်တင်မှာငါရဲ့အံဖတ်တီဒါတတွေးတလိတ်ပုံစံဖြစ်ခဲ့မယ်ဆိုရင်လို့ဦးတင်ပြောခဲ့တာနော်တင်မှာအဲ့လိုဆိုရင်တော့သူက ဒါဆေးပေါ့နော်ဆေးဖြစ်တယ်အဲ့လိုမဟုတ်ဘယ်နဲ့ तू အစားတောက်ထားတာတွေကိုအန်တာမျိုးဆိုရင်တော့အစားအဖတ်တွေဖြစ်ခဲ့မယ်ဆိုရင်တော့ဒါက तू ကဟိုရာဝစီပိကဆေးပစ္စည်းလို့မတတ်မနိုင်ဘူးအမှန်တော့အဲ့ဒါမတောက်သင့်ဘူးပေါ့ခင်ဗျာနော်ခင်ဗျာအဖတ်လည်းဖြစ်နေတော့ဟုတ်စောစောကပြောခဲ့တယ်နှစ်ပိုင်းပဲပြောရတာဥစ္စာတိတိကျကျထုံးပြလို့မရအောင်တင်ပါခင်ဗျာဟိုလိုမျိုးအန်ဘတ်တို့ပါဒါမှတပီးတော့ကတော့ဒါဟိုသိချင်လို့မေးတာပေါ့နော်ခင်ဗျာနောက်တစ်ခုကကြတော့လေအဲ့ဒီဟိုဟိုမှာတရားစခန်းနေပါဝင်နေဆိုခင်ဗျာအဲ့ဒီတရားစခန်းက ဟို9နာရီခွဲဆိုလို့ရှိရင်အအောင်ဆုံးအမြဲတမ်းပါ။ तू ကပုံမှန်9နာရီခွဲပဲဗျာ။တပီတော့အကြတော့လေဟိုတငယ်ချင်းကပို့လိုက်တာပေါ့ဆယ်ရိုတစ်ပါးရေးတာပဲဆာဗက်ကလေးနဲ့လေမွန်တက်တာတော့အာယုံတာတော့အဲ့လိုမျိုးရေးပါတယ်ဗျာ။ဟိုလိုမျိုးတော့ရိုက်မကြည့်ပါဘူးဗျာ။ဒါပေမဲ့အအောင်ဆုံးမနဲ့ကပ်ပြီးဟေဆိုလို့ရှိရင်တကားလေးဖွင့်ပြီးတော့အကြည့်လိုက်တာပေါ့။ရောင်နေနေတာနဲ့ဒီဘက်ကအချိန်နဲ့ကကြိုက်တယ်ဗျာ။ဟိုဒီလိုနေဒီလိုနေဆိုရင်အဲ9နာရီနဲ့44မိနစ်ဖြစ်နေဗျာ။ဘာလို့ဆိုစောင်းနေပိုင်းနည်းနည်းရောက်လာလို့ဆိုတော့ ဒီပြောကြည့်လိုက်တော့အလင်းရောင်လေးနည်းနည်းရဆိုပြီးတော့အအောင်ဆုံးကတ်ပါတယ်ခင်ဗျအဲ့ခါကျတော့ဟိုတရားစခန်းသွားဝင်လို့ရှိရင်9နာရီခွဲဆိုတော့ဒုက္ခရောက်ပြီပေါ့ခင်ဗျအဲ့ဒါဆိုအရင်တော့တော့မသိတော့လေတက်ဆန်းစားပါအရုံးဆုံးမစားနိုင်တော့လူတွေစားလိုက်တော့အဲ့လိုဖြစ်မှာအဲ့ဒါဆိုလို့ရှိရင်သီလပြတ်ပြီပေါ့နော်ခင်ဗျအဲ့သီလပြတ်တာပေါ့အေးပေါ့အေးပေါ့တင်ပါခင်ဗျဘာလို့ဆိုတော့ဆောင်းရင်းဆိုရင်9နာရီခွဲအခု9နာရီ45တွေပါတောင်ဖြစ်ပါ49ဟိုကအဲ့ဒါကတော့ဟိုကတပည့်တော့အခုကြည့်ထားကြတော့အများချင်းကဟို နေမွန်းတက်ကနာကကြတော့7နိုင်49ကအများဆုံးပဲဗျာအဲ့တော့တပည့်တော်က55ဆိုရက်လိုက်တယ်ဗျာအမြဲတမ်းဟိုထမင်းစားပြီဆိုရင်55အထိပဲကြော်မနေတော့ပါဘူးဗျာခါရင်တော့မသိတော့လေ7နိုင်မကြော်မချင်းအားစားပါရဲ့အကယ်၍စားနေရင်တန်လန်းဆိုအခုဟိုလိုမျိုးတိထားတော့ဟိုစားနေရင်တန်လန်းဆိုတပည့်တော်ရက်ပလိုက်တယ်ဗျာအချိန်နာယူကြည့်လိုက်တာပေါ့နော်အဲ့ဒီဟိုဒီနေ့မှပါတဲ့အတိုင်းဆိုတော့အဲ့တော့ဟို Google တော့ဘာလို့လဲတပည့်တော်ကမရိုက်တတ်တဲ့ဘာကြောင့်အဲ့ဇာတ်လေးကိုပဲကြည့်ပြီးတော့အတန်လုပ်ပါတယ်ဗျာ အဲ့လေဒါသူကသူရိတ်တာစီကံစီကံပဲလေကိုဝီနေရသီလသီလပဲလေအဲ့ကကျတော့တရားစခန်းဝင်ဖို့ကျတော့ခက်သွားပြီပေါ့အဲ့တော့တငယ်ချင်းကပြောတယ်ဂျွန်လားလောက်စပါညာဆို9နိုင်ကွဲဂျွန်တို့ဂျူလိုင်တို့ဆိုရင်ကြိုက်တယ်ပေါ့နော်ဖေအဲ့လိုမျိုးဆိုရင်တော့9နိုင်ခွဲနဲ့ကြိုက်တယ်ဆိုရင်တော့အဲ့လိုမျိုးဝင်ပေါ့ဘာဆိုဒီကြောင်းတစ်ကြောင်းကမတူးလေဖေအဲ့ကကျတော့ကိုကဟိုသီလဆင်ခြင်ချင်တာပေါ့ဖေအဲ့ကကျတော့အဲသူဘုန်းကြီးတော်စားသေးတာပဲသီလရှင်တော်စားသေးအဆုံးဖုံးပေးသေးတာပဲဆိုပြီးတော့ပြောပြမိမယ် တပည့်တော်ကြတော့အဲ့ဒါခက်တယ်ဗျာအဲ့ကိုယ့်အိမ်မှာကိုဆိုရင်တော့ဟိုလိုပေါ့အချိန်ကိုကြည့်ပြီးတော့မှစွန့်စားတာပေါ့ဗျာအဲ့လိုမျိုးကြတော့မရဘူးလေအများနဲ့ဆိုတဲ့အခါကြတော့အတိလာပြက်ပြီပေါ့နော်ဗျာပြက်တာပေါ့တင်ပါရွေးလေအဲ့ဒါကိုကိုဘယ်ဘက်ကိုရွေးပါလဲတင်ပါတင်ပါဗျာဗျာလက်ထက်ကတော့မဟာနံတင်ပါမင်းကြီးရပြောတယ်မဟာနံမင်းကြီးရဟိုတလောကလုံးနဲ့ဖျားနော်တင်ပါဟိုပြဿနာဖြစ်ခဲ့ရင်သူဖျားဘက်ကပဲရက်တည်မယ်ဆိုတာလေ ်ပါဖြစ်ဒါကဘာကြီးလဲစဉ်းစားပေါ့နော်အဲ့တော့ကိုကငါးပါးတိလာနဲ့တရားစခန်းဝင်ပါလားဥပုပ်တိလာနဲ့တရားစခန်းဝင်ပါလားကျမဥပ္ပဒိလာနဲ့ဝင်မှာဆိုဥပ္ပဒိလာမပြောင်းထရမှာပေါ့ကျမဖေငါးပါးတိလာနဲ့ဝင်မှာဆိုရင်တော့ကိစ္စမရှိဘူးလေကိစ္စမရှိဘူးပေါ့အေးရတယ်အဲ့တော့ကိုယ့်ကိုစဉ်းစားလေးတာကဟုတ်တယ်မဖေအဲ့ဟိုဥပ္ပဒိလာနဲ့ဝင်မှာဆိုလို့ရှင်လဲအဲ့ဒီအချိန်ပေါ့နော်ဖေအဲ့ခုနဂျွန်ဂျွန်လိုင်းကြတဲ့အခါ9နိုင်ခွဲနဲ့ကြိုက်တဲ့အကြောင်းအဲ့အချိန်ကျမှပဲတောင်းဝင်ရမယ်ဂိမ်းဆိုင်နေပါတယ်ဖေအေးပေါ့ တင်ပါဗျာအဲ့လေကိုမဟုတ်ရင်လည်းကိုတစ်ထက်ဆုံးစားဖို့မစားမစားဘူးနေတာတည်ကျင်ပေါ့နော်ဦးဇင်းတို့အသီးမိတ်ဆွေတွေဆိုအဲ့လိုပဲလေဟိုအရင်တုန်းကစာသင်လိုက်တွေဝင်ကြတဲ့အခါမှာစာသင်လိုက်တော်တော်များများကအဲ့လိုအရုံးတစ်ချိန်စီကလွဲနေတာများတယ်တင်ပါဗျာအဲ့တော့မနဲ့မိုးမလင်းသေးဘူးအရုံးဆုံးစားကြတာများတယ်တင်ပါအဲ့တော့တချို့တငယ်ချင်းတွေကအဲ့တော့သူတို့တိလာပြတ်မှာဆိုတော့အရုံးဆုံးမစားကြအောင် တင်မတစ်ချက်ပဲပေါ့တစ်ချက်ပဲစားကြတာပေါ့အဲ့လိုမျိုးတွေရှိပါတယ်တပြီတော့နှစ်ဖက်နှစ်ချက်စားရင်တော့စားနိုင်ဆိုတော့တစ်ချက်တည်းဆိုရင်တော့မရဘူးအဲ့ဒါကိုကျဲမာရင်လည်းခိုက်အောင်ကြည့်ပေါ့နော်တင်ပါဗျာကျေးဇူးတင်ပါတယ်ဗျာ ရှင်ဘုရားဆက်ဆက်မေကိုမေရှာခွင့်ပြုတော်မူပါဘုရား။အဲဆိုတပည့်တော်ဘုရားဒီတိလလည်းမကြိုးကျင်ဘူးဘုရား။တရားစခန်းလည်းဝင်ကျင်တယ်ဆိုလို့ရှိရင်ဘုရားဥပမာဒီတရားစခန်းကအရုံဆုံးလှူတဲ့အလှရှင်စီရနေပြီးတော့ဒီကိုတိလစောက်တည်ပြီးရောပေါ့နော်9:40လောက်မှာအရုံတက်မယ်ဆိုအဲ့အချိန်မှာအလှသွားခံပြီးစားလို့ရောရပါသလားဘုရား။အေးဒါကတော့ညှိနှိုင်းပြီးတော့လှုပ်ပေါ့လေ။ဒါတိလတည်းမဆိုင်တော့ဘူးလေ။သူတို့ကြောင်းနိုင်စီကန်းနဲ့ဆိုင်သွားတာပေါ့။သူတို့ကအဲ့လိုမျိုးခွင့်ပြုတယ်ဆိုရင်တော့ကောင်းတာပေါ့နော်။ကိုယ့်ဟာကိုယ်ကိုယ့်အဆောင်လေးမှာဖြစ်ဖြစ် သူတို့စွန်းစားကြောင်းမှာပဲဖြစ်ဖြစ်ပေါ့သူတို့အရုံတက်ပြီးခါကြမှာနောက်ဆုံးကြမှာသွားစားတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကိုယ်လည်းအဆင်ပြေတယ်လေသူတို့လည်းသဘောတူရင်ပေါ့လားတော့ဒီမှာဗျာနောက်ခုနငှက်အပန်းဆိုတာနဲ့ပတ်သက်ပြီးတတိယလို့ဟိုလူတယောက်ကတော့သူပြုတ်အန်ထွက်လာတဲ့ဥစ္စာပြန်မျိုးချလို့မရဘူးနော်မျိုးချရင်ဝိကလဘောဇနာတိလပြတ်တာပဲထွေးထုတ်ရတယ်ဗျာနော်သူကဟိုလေချောင်းကိုမကြော်သေးဘူးဆိုရင်တော့ဘာမှမဖြစ်ဘူးပြန်မျိုးချလို့ရတယ်လေချောင်းကိုကြော်ပြီးခါမှဆိုရင်ပြန်မျိုးချခွင့်မရှိဘူးလေချောင်းကိုကြော်ပြီးခါမှမျိုးချရင်တော့ဝိကလဘောဇနာပဲ အပြင်ကဟာစားမမဟုတ်ဘူးကိုယ်လက်ချောင်းကထွက်လာတာကိုပြန်ပြချနေတယ်ဝိကရဝဒနာတိလာပြတ်တယ်နော်အေးအေးအရှင်ဘုရားမိကုံးမိရှောင်းကိုယူပါအရှင်ဘုရားဒီနေမုံလဲကြောင်သွားရင်ပေါ့နော်မိမိခန္ဓာကိုယ်ကထွက်တဲ့အမ်ထွက်တဲ့ပေါ့တလိပ်ပြီသွေးချွေအစရှိတဲ့တို့ပေါ့နော်မြိုချမိခဲ့လို့ရှင်အဝိကရလာကျူပါလားဗျာအမကျူဘူး तू ကခုနပြောဆိုရာဝဇီဝိကရတဲ့ပါတယ်လေ तू ကဒီရွှေတို့နာတလိပ်တို့နာဒီတွေးပေါ့နော်အဲ့ဒါကစေးထဲမှာပါတယ် အဲ့တော့ခုအခုဆိုဦးဇင်းတို့ဗဇက်ထဲမှာသရွေကအများကြီးရှိနေပါပဲလीဒါမျိုးချတာပဲလीအဲ့တော့အကက်ခံစရာလည်းမလိုဘူးအဘယ်လည်းမသိအောင်အဲ့တော့ဆေးထဲမှာပါနေလို့အဲ့တော့အကက်ခံစရာလိုတဲ့ကိစ္စရှိတာကဒီတွေးတွေရွှေးတွေကခန္ဓာကိုယ်ကနေလွတ်ထွက်သွားတာခန္ဓာကိုယ်ကနေကွာဟသွားတာအဲ့ဆိုရင်သူကအကက်ခံမှုလိုတယ်အဲကြောင့်ဆုံးနေပါတွေဖုံးပေးတဲ့အခါမှာဒီလိုအဆက်တွေပါတွေပေါ့နော်အရန်ရိယာတီအလွန်ဒီပူအိုက်တဲ့ရာတွေတွေမှာအပူအဆက်တွေကိုစားတယ်အဲ့ဆိုရင် ကိုယ်ရနှာခေါင်းတို့ပါတို့ရွှေတို့ဒီမေးတွေကရွှေတွေထွက်ပြီးတော့တပိတ်แท้ကိုကျသွားတယ်။အဲဆိုရင်ခန္ဓာကိုယ်ကလွတ်သွားပြီ။နော်ခန္ဓာကိုယ်ကလွတ်သွားဆိုရင်ဒီရွှေဟာအကက်ဖြတ်သွားတယ်လို့ခေါ်တယ်။အဲဆိုရင်တပိတ်แท้ကိုရွှေကျသွားတယ်တရေတွေကျသွားတယ်ဆိုရင်ဒါအကက်ခံဖို့လိုတယ်။အကက်မခံဘဲနဲ့ဖုံးပြီးတယ်ဆိုရင်ဒါဒန္တာဘောနာတိတ်ခါဖို့ရအကက်မခံဘဲနဲ့စားထုတ်တဲ့ကြောင့်အာဖက်တင်သွားတာ။နော်အဲ့လိုမျိုး။အဲ့တော့မွန်းလဲပိုင်းနေမှာ ဒီရေတွေဘာတွေတောက်တဲ့ခါမှာရွှေတွေဝင်ပါပါသွားတယ်ပေါ့နော်နှခမ်းမှာပေနေတဲ့ရွှေတွေဝင်သွားတယ်ဆိုအဖက်မသိဘူးဒါခဏခဏတဆက်တည်းဖြစ်နေတဲ့အတွက်ကြောင့်နော်အဲကြောင့်ကာလီကလေးပါတဲ့မှာထည့်ပါဆိုရင်ရာဝစီဝီကဆေးပစ္စည်းတွေမှာထည့်ရမှာပါနော်အရှင်ပြဗဇက်တွေမှာလေအနာရောဂါတစ်ခုကြောင့်ပေါ့နော်သွေးထွက်နေခဲ့လို့ရှိရင်အဲ့သွေးကိုမိုးချမ်းပြီးခဲ့နော်ဝီကာလာပြတ်ပါလားဗျာဒါအဘောဟာရိကလို့ပဲပြောရမှာပဲလေအဘောဟာရိကဆိုတာကဒီတီတန်တောက်တာမျိုးလည်းမဟုတ်ဘူးလေ ခြောင်လွှဲလို့မရတဲ့ဟာမျိုးလို့ပြောရမှာပေါ့အဘောဟာရိကဆိုတာအဘက်လက္ခဏာမမြောက်ဘူးလို့သူတို့ပြောရတာပေါ့နော်ပုံမှန်ဆိုရင်တော့တွေးဟာအဘက်သိမ့်စေတယ်လေတွေးဟာအဘက်သိမ့်စေတယ်ဒါပေမဲ့အခုကဗဇတ်ထဲမှာပဲဖြစ်နေတဲ့ခါကျတော့တိတန့်အတုကိုစင်ကြံအောင်လုပ်ဖို့ခတ်တယ်လေအဲကြောင့်ဒါအဘောဟာရိကလို့ပြောရတာပေါ့နော်အဘောဟာရိကဆိုတာသီလမပြတ်ဘူးပြောတာလေကျေးဇူးပါဗျာ